အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကမ္ဘာပေါ်မှာထူဆန်းအောင်ဝယ်ရာကြောက်ဆုံးနေတဲ့နေရာပေါင်းများများစွာရှိပါတယ်ထိုထဲမှာစုံစားရှာဖွေသူတွေကြားထဲမှာရန်ကိုထင်ရှားကြော်ကြပြီးခုချိန်ကြီးတန်အောင်ဘယ်နည်းဖြစ်စေရှိနေတဲ့နေရာလေးတစ်ခုအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ထိုနေရာလေးကတော့ ကလေးချမ်း of Eduardo တို့မဟုတ်ပျောက်ဆုံးနေသောရွှေမြို့တော်အကြောင်းပဲဖြစ်ပါတယ်။ဒီမိုင်မက်တန်နီရာ Eduardo မြို့တော်အကြောင်းဟာစွန်စားချပွေသူတွေကြားမှာအရန်ကိုနာမည်ကြီးတဲ့တင်နာရီလာပုံမြင်သဘုတ်ကဲ့သို့ပဲဖြစ်ပါတယ်။ဒါဆိုရင် Eduardo ဆိုတာဘာလဲ။သူကဘာဖြစ်လို့စွန်စားချပွေသူတွေကြားမှာအဲ့တော့ဒီတင်ရှာတို့ကြားခဲ့ရလဲဆိုတော့ကိုပြပြပေးတော့မှာဖြစ်လို့ စောင်းနေလိုက်ပါကြည့်ရှုပေးကြပါအောင်ကျွန်တော်ရဲ့ channel မျိုးကို like and subscribe လုပ်ရသေးဘူးဆိုရင်လည်းဒီလိုသူဆန်းအောင်ပွဲရအကြောင်းအရာတွေကိုထပ်မံရေးတင်ဆက်ပေးတော့မှာဖြစ်လို့ like and subscribe လေးလုပ်ပေးကြဖို့တောင်းဆိုချင်ပါတယ် အဒူရာဒိုဆိုရာစပိန်စကားမှာဆင်းသက်လာတာဖြစ်ပြီးဒဂိုရန်ဝမ်လိုအသေးပင်ရပါတယ်။တနိုင်ပုံမြင်များရအဒူရာဒိုဆိုရာတောင်အမေရိကရဲ့အသွင်းပိုင်းအမေဇုန်သုံးနက်ကြီးထဲမှာရှိမယ်လို့ယူဆကြတဲ့ရွှေများနဲ့ပြည့်နှက်နေသောမြို့တော်ကြီးတစ်ခုပဲဖြစ်ပါတယ်။ဘလောက်ထီအောင်တင်စားကြလဲဆိုရှင်အဒူရာဒိုမြို့တော်ရဲ့လမ်းတွေအစရွှေများဖြင့်ခင်းထားတယ်လို့ဆိုကြပါတယ်။တကယ်တော့ ်အယ်ဒိုရာဒိုရဲ့မူလစစ်မြစ်ဟာဝိုက်စကာလူမျိုးများရဲ့ရိုးရာဒလိတစ်ခုမှစတင်ခဲ့ခြင်းဖြစ်ပါတယ်။သူတို့ရဲ့ရိုးရာဒလိပွဲကိုယနေ့ခေတ်ကိုလံဘီယာနိုင်ငံဘူဂိုတာမြို့အနီးရှိကွာတာဗီတာလို့ခေါ်တဲ့ရေကန်မှာကျင်းပခဲ့တယ်လို့လည်းသိရှိရပါတယ်။သူရိုးရာဒလိပွဲဟာဝိုက်စကာလူမျိုးရဲ့ခေါင်းဆောင်တက်အားရေကန်ဘုံကိုရှိလေပေါ်မှာခေါင်းဆောင်အဖြစ်ချီးမြှင့်သောအခမ်းအနားတစ်ခုလည်းဖြစ်ပါတယ်။ခန္ဓာပြုလုပ်ပုံကတော့ ဝက်စကာလူမျိုးတွေရဲ့ခေါင်းဆောင်တည့်ရဲ့ခန္ဓာကိုယ်မှာရွှေမုတ်များဖြင့်ချဲ့လင်းကပ်ကာတစ်ခုလုံးရှိအောင်တောက်ပနေစေပြီးထို့နောက်မှာတော့အချွေရံများနဲ့တကွလှေပေါ်မှာရွှေနှင့်ရေနာများကိုတင်ဆောင်လာပြီး ထိုရွှေငွေရေနာများကိုပူဇော်တကာဖို့အဖြစ်ပြစ်ချတဲ့ရိုးရာတလေးပွဲလေးပဲဖြစ်ပါတယ်ထိုရိုးရာတလေးပွဲမှာလှေပေါ်မှာတင်ဆောင်လာတဲ့ရွှေငွေရေနာပစ္စည်းများသာမကအတူပါလာသော ခေါင်းဆောင်တင်တဲ့အခြေရများပါနှမြုပ်ပြတ်ဆုံးသွားခဲ့ကြပါတယ်။ထို့ကြောင့်ကြောင့်ပဲအေဒိုရာဒိုဆိုရာတနာရီဖြစ်ကြောချလာခဲ့ခြင်းဖြစ်ပါတယ်။သူကဒလီပွဲအကြောင်းကိုစပိန်နှုတ်ချတိရပြီးနောက်ပိုင်းမှာတော့တနာရီဖြစ်ပြန့်ပွားကနောက်ဆုံးမှာအေဒိုရာဒိုဒီရွှေများပြင်ပြည့်နှက်နေသောကြောက်ဆုံးနေသောရှီမျိုးတော်ကြီးအဖြစ်နမည်ကြောချလာခဲ့ပါတော့တယ်။၁၆ရာစုမှ၁၉ရာစုနှစ်အတွင်းဥရောပစစန်းလျှောက်ပွေသူများ စစ်သားများနဲ့ဂျင်ဇနာမုတ်ဆူးများကအဲဒူရာဒိုကိုအချိန်ပေါင်းမြောက်များစွာရှာခွေခဲ့ပါတယ်ပထမအုံတဲ့6 39ခုနဲ့ကိုလံဘီယာကိုတင်ပတ်ခဲ့သောကွန်ဆာလိုဂျီမန့်စ်ဒီခွေဆာရာဒီမက်စကာရိုရဲ့ယဉ်ကျေးမှုကိုသိရှိပြီးနောက်မက်စကာရိုရိုးရပွဲကျင်းပခဲ့သောကော်တာဗီတာရေကန်ကြီးကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်ထို့နောက်မှာတော့ထွေရေကန်ကိုရေများခန့်ချောက်သွားစေဖို့ရေများထုတ်ဖယ်ရန် စ조사ခဲ့တော့လဲအောင်မြင်မှုရရှိခဲ့ပါသူပြေအင်္ဂလိပ်စွန်စားသူစာဝါဒရီလေးဆိုတဲ့သူကလည်းယနေ့ကခိုင်ယာနာနဲ့ဗင်နီဆွေးလာနိုင်ငံတို့မှာအက်ဒူရာဒိုကိုရှာဖွေခဲ့ပါသေးတယ်။ဒါပေမဲ့လည်းအက်ဒူရာဒိုကိုရှာဖွေမတွေ့ရှိခင်မှာပဲပြမအဲလစ်ဘက်1ရဲ့ခေါင်းဖြတ်ကွပ်မျက်ချင်းကိုခံခဲ့ရပါတယ်။ ားသောစူဇန်ရှာဖွေသူများမှခေါ်သာပိတာရေကန်ကိုရေခမ်းချုပ်ပေါ်အောင်ပြုလုပ်ပြီးရှာဖွေခဲ့ကြပေမဲ့ဂျင်းစနာပစ္စည်းအနည်းငယ်မှလွယ်တဲ့ထူးထူးခြားခြားရှာဖွေတွေ့ရှိခဲ့ခြင်းရှိဘူးလို့ဆိုပါတယ်။ဒါဆိုရင်အက်ဒရာဇိုဆူရဲရှင်မျိုးတော်ကြီးဆိုတာတကယ်ရှိခဲ့တာလား။ကြတော့အက်ဒရာတူဆူရဲစကလုံးကလူတယောက်ကိုရည်ညွှန်းထားခြင်းနာဖြစ်ပါတယ်။ဒေဗေယရှူအောင်လူသားလို့ဒေဗေယရပါတယ်။ ဒါပေမဲ့တဆင့်စကားဆင့်ကြပြီးရဲ့နောက်ပိုင်းမှာတော့စပိန်တို့ကြားမှာတောက်ဆုံးနေတော့ရှေမီတော်ကြီးအားထင်ရှားကျော်ကြခဲ့ပြီးစွန်စားရှာဝေသူများကထိုတနာယီပုံရင်အရအဲဒူရာဒိုကိုရှာပေးခဲ့ခြင်းဖြစ်ပါတယ်သူတော်လည်းယနေ့ထီထက်တိုင်အောင်အဲဒူရာဒိုကိုရှာပေးသိရှိခဲ့ကြသည်ဆိုတော့သတင်းအချက်အလက်များရရှိခဲ့ခြင်းရှိပါဤသို့ပင်ဆိုစီကမောအဲဒူရာဒိုရဲ့နာမည်လွှမ်းမိုးမှုဟာဆိုရင် ရုပ်ရှင်ဂီတရယ်စာပေရီနာမကဗီဒီယိုဂိမ်းများအထိပါရေးပန်းစားခဲ့ကြပါတယ်။ Animation စကားတကားဖြစ်သော The Road to Eldorado နောက်ဆက်ခွန်မှရိုက်ခုခဲ့တဲ့ The Lost City of Z ဆိုတဲ့စကားရီဟာ Eldorado ကိုရေညွှန်မြေကူထားခဲ့ခြင်းဖြစ်ပါတယ်။တန်တိုင်းများအရ Eldorado သည်ပုံမြင်သဘောတူပဲဖြစ်နေခဲ့တော့လဲသူ၏နာမည်ကြိုချမ်းမှုမှာယနေ့ထက်သာရေးပန်းစားလျက်ရှိမိတယ်ဆိုတော့ကိုသင်ကြရင်ဗီဒီယိုလေးကိုဆုံးသတ်ပါတယ်။ ဆောင်းဒီလိုက်ပါကြည့်ရှုပေးကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာလည်းပြန်ဆုံတွေ့ချင်ပါတယ်။